အားလုံးမင်္ဂလာပါခုဗီဒီယိုကတော့ mobile video editing အပိုင်း၅ဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်တို့ video ရိုးထည့်တဲ့နည်းတွေကိုပြပြပေးသွားမှာဖြစ်ပါတယ် video ရိုးမှာကျွန်တော်တို့ a ရိုးနဲ့ b ရိုးဆိုတာရှိပါတယ် a row ဆိုတာကတော့ကျွန်တော်တို့ tamen presentation လုပ်နေတဲ့ဟာကိုကျွန်တော်တို့ a row လို့ခေါ်ရပေါ့เนาะအဲ့ဒီ presentation လုပ်နေတဲ့ကျွန်တော်တို့ main footage ရဲ့အပေါ်ကနေပြီးတော့ကျွန်တော်တို့လိုက်ရောညီ tracer ထည့်ရတဲ့ဟာကို b row လို့ခေါ်ပါတယ်အဲ့တော့လူတယောက်က surface နေတယ်ဆိုတဲ့အကြောင်းအရာကို presenter ပြောနေရဆိုရင် surface တာနဲ့ပတ်သက်တဲ့ video clip ကိုရှာထည့်တာမျိုး b row လို့ခေါ်ရပေါ့เนาะဆိုတော့အဲ့ဒါကိုကျွန်တော်တို့ mobile video editing မှာလိုက်ရော ွမ်းကြီးတွေအောင်ထည့်တဲ့နည်းကိုကျွန်တော်ကပြပြပေးသွားမှာဖြစ်ပါတယ်။ဆိုတော့ဒါအရင်အရေးကြီးပါတယ်။ကျွန်တော်တို့ video editing မှာဆိုရင်ကျွန်တော်တို့အဲ့ video ရိုးထည့်တတ်တဲ့ editor တွေကသာလျှင် video ရိုးကိုစိတ်ဝင်စားဖြစ်အောင်ထည့်တတ်ခြင်းက editor ကောင်းတယောက်ရဲ့တာဝန်ပဲဖြစ်တယ်ပေါ့နော်။အဲ့ဒါဆိုတော့ကျွန်တော်တို့ဒီ video ရိုးထည့်တဲ့နည်းကိုပြပြပေးပါမယ်။ အရန်လွယ်ပါတယ်မကတ်ပါဘူးဆိုတော့လိုက်ကြည့်ပေးပါဒါအပိုင်းကားဖြစ်တဲ့လျာပေါ့နော်ရှေ့မှာ1နဲ့3ရှိအောင်မယ်နောက်ထပ်ကျွန်တော်ပိုင်းဆက်တွေလည်းရှိပါအောင်မယ်ဒါတွေအကုန်လုံးကိုတစုတစီတည်းကျွန်တော်က playlist တွေလုပ်ပေးထားမယ်ပေါ့နော်အဲ့ဒီအပိုင်း list အပိုင်းတွေကိုကြည့်ကြည့်နေဆိုရင်ကျွန်တော်တို့ဒီ playlist လေးမှာသွားကြည့်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်နောက်တစ်ခုကဒီ video ကအားလုံးအတွက်သုံးဝင်နေဆိုရင်လည်း like လေးပေးခဲ့ပါ comment မှာလည်း okay လို့ရေးသွားပေးပါအောင်အဲ့ဒါဘယ်လိုမျိုးကြားရတယ်သိချင်လဲဆိုတာလည်း comment မှာရေးသွားပေးဖို့တောင်းဆိုလိုက်ပါတယ်ဆိုတော့ video လေးကိုစကြည့်ကြရအောင်အားလုံးမင်္ဂလာပါကျွန်တော်ခု video မှာတော့ကျွန်တော်တို့ရှေ့ပြီးခဲ့တဲ့ပုတ်ကအဲကျွန်တော်ဒီခဏခဏပြီးသွားပြီ ုတော့ကျွန်တော်တို့ဒီ final ကပြီးသွားတဲ့ပုံမှာကျွန်တော်တို့ video တွေထည့်มาဖြစ်ပါတယ်ဆိုတော့ video တွေထည့်တဲ့အခါကျတော့ကျွန်တော်တို့လိုအပ်တဲ့ဒီ footage တွေကိုကျွန်တော်တို့အရင်ဆုံးရှိနေအောင်စူးစမ်းရမှာပေါ့เนาะဒါကျွန်တော်တို့က internet content တွေလုပ်တဲ့သူတွေဆိုရင်လည်း internet က footage တွေကိုအရင်ဆုံး download ဆွဲထားရမှာဖြစ်တယ် video file တွေဆိုလည်း download ဆွဲထားရမှာဖြစ်ပါတယ်ဟုတ်ပြီเนาะကျွန်တော်တို့ကိုယ်တိုင်ရိုက်ထားတဲ့ footage တွေဖြစ်တဲ့အတွက်ကျွန်တော်စတင်มา ready made ရှိပြီးသားဖြစ်ပါတယ်ဟုတ်ပြီเนาะ Okay အဲ့တော့ကျွန်တော်တို့စပြီးရောကျွန်တော်တို့ကြည့်လိုက်ကြအောင်ပါ။နောက်ပင်လဲဆိုတာထိုင်းနိုင်ငံဘန်ကောက်မြို့ကစမုတ်ပကံမှာရှိတာဖြစ်ပါတယ်။ အဲ့ okay အဲ့ဒါလေးကိုကျွန်တော်ကဒီဒီကျွန်တော်ပြောတဲ့အတန်ဖိုင်နဲ့ပေါ့နော်တိတ်မကြိုက်ဘူးဖြစ်နေတယ်ပေါ့နော်အဲကျွန်တော်ဒီပြရတဲ့ video footage နဲ့တိတ်မကြိုက်ဘူးဖြစ်တော့ကျွန်တော်မှပင်လေပုံစံမျိုးနဲ့ကျွန်တော်အဲဒီဒီပဲ footage လေးပြမယ်ပေါ့နော်ဒီကိုစာကြည့်လို့ရတယ်အဒီကောက်အောင်ကျွန်တော်ကအရှိကိုကျွန်တော်ပို့လိုက်ရမယ်ပေါ့နော် okay အဲ့ဆိုကျွန်တော်ဒီကောက်ကြည့်လိုက်မယ်အဲ့ကမှဆိုရင်တော့ငှက်ဒီကိုစာကြည့်လို့ရတယ်ဟောအဲ့လိုဆိုရင်ကျွန်တော်ကအဲဒီမှာပေါ့နော်သူကဒီအစအစကောက်ရောက်ကုန်မှာပေါ့နော် ပင်လည်းပြင်ဟိုတဆုံးကြီးကငတ်ပင်လဲဆိုတာအဲ့ဆိုတော့ကျွန်တော်ပြန်ပြီးတော့ပြန်ဘက်ခုံလိုက်မယ်နော်ခုံတဲ့ဟာလီယာဒီကောင်လေးဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကအဲ့လောက်အစင်မပြေဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီအစာဆုံးရင်းပြန်ပြီးတော့ပြောင်းသွားတယ်ပေါ့လေခုံလိုက်ခုံလိုက်ပြီးတော့ကျွန်တော်လိုအပ်တဲ့ဒီကောင်ကိုကျွန်တော် duplicate ပွားလိုက်မယ်ပွားလိုက်တဲ့အခါကျတော့ duplicate အနေနဲ့ထွက်လာမယ်အစ်စ်အစ်စ်ပေါ့နော်သူဒီပေါ်မှာဘာမှတနည်းအားဖြင့်တော့ဒီပေါ်မှာသူ့ကတ်ရယ်နေမဲ့အသံဖိုင်နေမရှိတော့ဆိုရင်ဒီကောင်ကိုကျွန်တော်လည်းလကူကူပဲရှီကိုတင်လိုက်လို့ရရပေါ့နော်အဲ okay အဲ့ဆိုရင်ရပြီ ပြီးရင်တော့ကျွန်တော်ဒီငတ်ပင်လေဆိုတာဟာကိုကျွန်တော်ရှေ့ထားလိုက်ပါမယ်။ငတ်ပင်လေဆိုတာထိုင်းနိုင်ငံဘန်ကောက်မြို့ကစမုတ်ပကံမှာအဲ okay အဲ့ဆိုတော့ကြည့်ကြည့်မယ်။ငတ်ပင်လေဆိုတာထိုင်းနိုင်ငံဘန်ကောက်မြို့ကစမုတ်ပကံမှာရှိတာဖြစ်ပါတယ်။ငတ်ပင်လေဆိုရင်အဲ့ဒီမှာဆိုရင်ပေါ့နော်ကျွန်တော်ဒီမှာ အဲဒီဒီကောင်းအောင်မှာအတန်ဖိုင်လေးပါနေရေပေါ့နော်သူအတန်ဖိုင်လေးပါနေရေသူအတန်ဖိုင်လေးတွေကိုကျွန်တော်ရှော့မယ်ပေါ့နော်တန်ဖိုင်လေးရှော့မယ်ဆိုဆက်လက်ပေးပြီးရောကျွန်တော်ဒီအောက်က volume ဆိုတာလေးနှိပ်ပါအဲအနည်းဆုံးနှိပ်ပန်းကိုသွားမယ်ဆိုတဲ့အခါရှော့ရမယ်ပေါ့နော်အဲ video ရဲ့ volume ကိုရှော့ရမယ် video ရဲ့ volume ရှော့မှာဖြစ်တဲ့အတွက်ကျွန်တော်က video volume ကိုကျွန်တော်အဲဒီ40သမို့30လောက်ထိကျွန်တော်သွားနှိပ်ပန်းကိုသွားမယ်ဆိုတဲ့အဲ့လိုသွားထားလိုက်ပါမယ်နပ်ပင်လေဆိုတာထိုင်းနိုင်ငံဘန်ကောက်မြို့ကစမုတ်ပကံမှာရှိတာဖြစ်ပါတယ်။နပ်ပင်လေဆိုရင်ညနေပိုင်းကိုသွားမယ်ဆိုတဲ့အခါ 3နိုင်ဝင်ကျင်လောက်ဆိုရင်တော့ငှက်တွေအများကြီးတွေ့ရမှာဖြစ်ပါတယ်။အဲโอเคအပြင်ရကျွန်တော်နောက်ထပ်အခြားပါရှိသေးလေပေါ့နော်အဲ့ကမှဆိုရင်တော့ငှက်တွေကိုစားကြည့်လို့ရတယ်တချို့ဆိုရင်တပ်ပုံတွေရိုက်ကြတယ်တချို့ဆိုရင်တက်တော့ကစားကြတယ်ဟုတ်ပြီအဲ့ဒါအဲ့ဒါဆိုရင်တော့အေးကျွန်တော်ဒီနားလေးတစ်ပဲတုံးမယ်ပေါ့နော်၃နိုင်ဝင်ကျင်လောက်ဆိုရင်တော့ငှက်တွေအများကြီးတွေ့ရမှာဖြစ်ပါတယ်အဲโอเคအဲ့ဒါအဲ့ဒါပြီးရင်ကျွန်တော်ကဒီနောက်ကအပိုင်းလေးကိုပေါ့နော်ကျွန်တော်ဒီအတန်ပြန်ချဲ့လိုက်မယ်ပေါ့နော်အဲ့ဆိုရင်ပြန်ဆက်ပြေးစောင်းနေလိုက်ပါပြီးရင်တော့ကျွန်တော်ဒီကောင်ကို follow ပြန်နေပြီးတော့ ဖော်မင်းကိုတရားထိပ်ပြန်ထားလိုက်ပါမယ်အဲโอเคအဲ့ပေါ့နော်အဲပြီးရင်ဒီဒီ click ကဒီတစ်ခုပဲကျွန်တော်ကပြထားပါပေါ့နော်အဲ့ဆိုဒီ click ကိုကျွန်တော်ဖြတ်ပြီးတော့တခြား click နောက်တစ် click တစ်ခုလာပေါ့နော်နည်းနည်းလေးပိုပြီးကောင်းတဲ့ click ရှိမလားပေါ့နော်ကျွန်တော်ကျွန်တော်မှရှိရပေါ့လေကျွန်တော်မှတခြား click တွေရှိရဒီနားလောက်မှာပေါ့နော်အဲโอเคအဲ့ဆိုကျွန်တော်ဒီမှာဆိုဒီကောင်ကိုနှိမ့်မယ်နှိမ့်ပြီးတော့ကျွန်တော်တခြား click တွေရှိသေးလိုက်ရှိရှိလိုက်မယ်ပေါ့နော် ချောကလက်တွေရှိသေးလားဆိုတော့ဒီမှာရှိရပေါ့နော်ဒီကောင်လေးရှိရရှိရဆိုအကောင်လေးကျွန်တော်နေလိုက်မယ် next score နေလိုက်မယ်အဆင်ရောအဲဒါဆင်းလေးရတယ်ပေါ့နော် okay အဲ့ကလစ်ကိုကျွန်တော်သုံးမယ်ပေါ့နော်အဲ့ကလစ်သုံးကြည့်နောက်ကပိုင်းဖြတ်လိုက်ပြီးရင်အကောင်ဆွဲပြီးရောရှိကိုပို့လိုက်မှာဖြစ်ပါတယ်တော်တတိယကလစ်ပါပေါ့နော် okay ဟာဖြစ်ပါတယ်ဟုတ်ပြီ အဲ့ဆိုတော့ကျွန်တော်တို့တန်ဖိုင်ကပါလဲဆိုကြည့်ကြည့်မယ်။အဲ့ကမှဆိုရင်တော့ငှက်တွေကိုစာကျွေးလို့ရတယ်။အဲ့ကမှဆိုရင်တော့ငှက်တွေကိုစာကျွေးလို့ရတယ်ပေါ့နော်။ဒီဒီကောင်းကိုဖြတ်လိုက်တော့မယ်ပေါ့နော်။ဘာလို့ဆိုမလို့လေ။ကောင်းလေးဖြတ်လိုက်မယ်။ဟုတ်ရလား။အဲ့တော့ကျွန်တော်ဒီ click ကိုကျွန်တော်ရှေ့ဆုံးမှာမထားတော့ပေါ့နော်။ဒီတိုင်းပဲထားလိုက်ပါမယ်။ Okay အဲ့လောက်ပဲထားမယ်။ပြီးရင်တော့အဲဒီကောင်းလေးထားလိုက်တော့မယ်ပေါ့နော်။ကျွန်တော်အဲ့မထားလိုက်တော့ထားပြီးတော့အဲဒီကောင်းအောင်ထားမယ်။ထားပြီးတော့ဒီ time ထားလိုက်ပြီးရင်ရပြီ။ လာတာအပေါ်ဆုံးပဲအဲ okay အဲဒီ subscribe ဘက်ထိဆောင်ပြီးကျွန်တော်နည်းနည်းဖြုတ်လိုက်မယ်ပြီးရင်ရပြီအဲ့ခါမှဆိုရင်တော့ငှက်တွေကိုအတန်းဒီနောက်လောက်ကမှစာပါဗောနော်ငါဒီကိုစာကြည့်လို့ရတယ်အဲ့ဆိုရင်ကျွန်တော်ဒီမှာအစာကြည့်လို့ရတယ်ဆိုတော့ click ကကျွန်တော်မှမရှိသေးဘူးကွာနော်အဲ့ဆိုတက်ထည့်လိုက်မယ်အစာကြည့်တဲ့ click ကကျွန်တော်ဒီ click ရှိရဲ့ဒီ click ရှိရဲ့ okay ရပြီပေါ့နော်အဲအဲ့နားလေးကျွန်တော်သုံးလိုက်မယ်ပေါ့နော်ဒီနောက်ဒီ share မလိုတော့ဘူး share မလိုတော့ဆိုတော့ဖြတ်လိုက်မယ် ရှက်ဖြက်လိုက်ဖြက်ပြီးတော့ဒီကလစ်ကလေးတုံးမယ်ပြီးရင်အတန်အရန်ချေရပါတော့ကျွန်တော်အတန်လေးကျွန်တော်ရှော့လိုက်မယ်တုံးရတိရှော့လိုက်လို့တော့ရရပါတော့ဘာမှဖြစ်ဘူးဒီကလစ်သေးကိုကျွန်တော်ရှေ့ကိုပို့လိုက်ပါမယ်အဲဒီနားလောက်မှဖြစ်မယ်ပေါ့နော်အဲဒီနားလောက်မှဖြစ်မယ်ကောင်းရှိတစ်ချက်ထိုးလိုက်တော့ပေါ့နော်အဲ့ကမှဆိုရင်တော့ငှက်တွေကိုစာကြည့်လို့ရတယ်။ကောင်းကကျွန်တော်ကနည်းနည်းအဖြစ်နေရလားမသိဘူးနော်။ crop crop လောက်ထားလားမသိဘူး။ အော်ဒီလောက်ပဲပေါ့နော်ဝင်ကြီးလဲဖေးစရာမလိုတာဖြစ်တဲ့အတွက် layout level တွေလည်းအရင်များပါတယ် layout level တွေလည်းအရင်များပါတယ်ဆိုတဲ့ဟာမှာကျွန်တော် level တဲ့သူများတဲ့ click ကိုကျွန်တော်ထည့်မယ်ပေါ့နော်ဒီနားမှာအဲဒီ click ဆိုအရင်များတယ်လေဟုတ်တယ်မလားအဲ့ဆိုဒီတိုင်းမဲ့အဲ့ကောင်လေးကျွန်တော်အဲ့တိုင်းမဲ့ကျွန်တော်ဒီမှာဟိုကျွန်တော် duplicate bar ချလိုက်မယ်ပေါ့နော်ကျွန်တော်ဒီကောင် select ပေးပြီးတော့ဒီမှာ အဲ duplicate ဆိုရှိရဲ့အကောင်နေလိုက်မယ်တမင်ကပွားလိုက်တာပေါ့နော်ပွားပြီးတော့ little digit ပဲအဲလူများနေရဲ့ဆိုကလစ်ကိုကျွန်တော်ထည့်မှာဖြစ်ပါတယ်အတိုင်းပဲကျွန်တော်ခုနကလုံကစာကျွေးတဲ့ကလစ်နောက်မှာထားရမှာပေါ့နော်ဖြစ်တဲ့အတွက် live လည်းပဲကြည့်လေအရင်များပါတယ်အဲ okay အဲအပြင်အတန်ဖိုင်လာမယ်ပေါ့နော်အဲ့ဒီညမှာတော့တချို့ဆိုရင်တပ်ပုံနေရကြအဲတချို့ဆိုရင်တပ်ပုံနေရကြတယ်ဆိုတဲ့နေရာမှာကျွန်တော်ဒီတခြားကျွန်တော်ဒီဒီကောင်းအောင်တော့ဖြတ်လိုက်တော့မယ်ပေါ့နော်ဒီကောင်းလည်းဖြတ်လိုက်တော့မယ် ဓာတ်ဝဲတဲ့ clip ကဒီနားမှာလားမသိဘူးเนาะ clip ဖြစ်မယ်အဲ okay အဲ့တော့အဲ့အဲ့ဒီ clip မှာဆိုရင်ကျွန်တော်ဒီမှာကျွန်တော် crop look ထားတဲ့ဟာက4 ratio 5ပေါ့เนาะ4 ratio 5အဲ့ဒါဒီကောင်အောက်ချမှာပေါ့เนาะအဲ okay ဗီဒီယိုရဲ့ clip လေးသူတို့သူတို့ကသူတို့ဗီဒီယိုရဲ့နေတဲ့ clip တွေရှိရပေါ့နော်အဲဒီမှာဒီမှာဒါလည်းနောက်ဆိုရင်ဒီမှာ TikTok Shop နေရဲ့အဲ clip ရှိရဲ့ဒီနားပေါ့နော်နောက်ဒီနောက်တစ်ခုကအဲဒီရဲ့ကြားတယ်ဗီဒီယိုရဲ့ကြားတယ်ပေါ့နော်အဲဒီနားမှာဆိုရင်ဗီဒီယိုရဲ့နေကြား clip တွေပေါ့နော် အဲ့ဒါအကလစ်ဒီကျွန်တော်တုံးမယ်ပေါ့နော်ကလစ်လေးတုံးမယ်အရင်ဆုံးဒီကောင်ကိုရှေ့ရင်ပို့လိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်ခုနကတော့အတတော်ဆော့နေတဲ့ကလစ်ထည့်လိုက်မယ်ကောင်ကောင်မလို့ဒီကောင်နောက်မှာအဲ့ဆိုညမှာသူတပ်ပုံရကြတယ်ဆိုတော့ဆာဗာချင်းတန်ထည့်ရမှာပေါ့နော်အဲ့ဒီညမှာတော့ချို့ဆိုရင်တန်နေကျွန်တော်ရှော့မယ်ပေါ့နော်ဒီအတန်နေရကြတယ်ချို့ဆိုရင်တတော်ကစားကြတယ်အင်းโอเคအင်းတပ်ပုံနေရကြတယ်ချို့ဆိုရင်တတော်ကစားကြတယ်အဲ့လိုပဲ ရန်စစ်စစ်ကကနဲ့ပြောစရာကောင်းတဲ့နေရာဖြစ်ပါတယ်အပ်ပြီးရင်ပါလာမလဲဆိုရင်နောက်ပြီးတော့ညနေခင်းရောက်ပြီဆိုတာနဲ့အဲဒီမှာဒီမှာညနေခင်းရောက်ပြီဆိုတာနဲ့ဆိုတဲ့နေရာမှာကျွန်တော်ကဒီမှာလေနေဝစီစာအကြောင်းကျွန်တော်ပြောထားတယ်ဟုတ်တယ်မလားအဲ့ဆိုရင်နေမစည်းစားကလေးကိုကျွန်တော်တင်ထားလိုက်မယ်။ကျွန်တော်ကလည်းနေမစည်းစားကလေးရှိရပါတော့။ဆိုတော့ဒီကောင်ဒီကောင်ရှိပို့လိုက်တော့။အဲ့အတိုင်းပဲဒီကောင်အတန်ဖိုင်လေးကျွန်တော်ရှော့မှာရမယ်ပေါ့နော်။နောက်ပြီးတော့ညနေခင်းရောက်ပြီဆိုတာနဲ့နေဝစည်းစားကိုလည်းကြည့်လို့ရပါတယ်။နောက်ပင်လေဆိုတာကြီးပါနေပေါ့နော်။အပြင်ဒီကောင်ကောင်ရှိတို့မယ်။ okay အရင်လာပါတယ်ပေါ့ညာပေါ့နော်စီးစားကိုလည်းကြည့်လို့ရပါတယ်ဖင်လယ်ပြင်ကိုတဆုံးကြီးရတာဖြစ်လို့လှည့်တဲ့ကို နေလုံးကြီးဝင်သွားတဲ့အဲ okay ကြည့်ရတာဖြစ်လို့လှည့်တဲ့ကိုနေလုံးကြီးဝင်သွားတဲ့အင်ကွင်းကအရန်ကိုလှပါတယ်အဲ့ဆိုရင်ကျွန်တော်ဆုံးဒီနားမှာပေါ့နော်နောက်ဆုံးတစ်ဆက်ကျွန်တော်ကြောင်းမယ်ကျန်တော့မယ်အောက်ဆက်ကျွန်တော်ကြောင်းအောင်ကြတော့ဗာလဲဆိုတော့ဒါကြောင့်တစ်ခါလောက်ငှက်ပင်လေးကိုသွားမယ်ဆိုရင်တော့ညနေ3:00ဝန်းကျင်လောက်ကသွားပြီးတော့ ်ဒေဝန်စီစာကြည့်ပြီးမှပြန်ဖို့ကျွန်တော်ပြောချင်ပါတယ်အဲဆိုရင်ကျွန်တော်ကျွန်တော်မှတခြားကလစ်တွေရှိသေးလားကြည့်ကြည့်လိုက်အောင်မယ်ဆိုတော့မရှိတော့မရှိတော့ဘူးပေါ့နော်ကျွန်တော်တခြားကလစ်တွေကအဲဒီကလစ်လက်သေးအဆင်ပြေဘူးပေါ့နော် resolution တွေတိမကောင်းဘူးဒီကောင်းလည်းပြလိုက်တော့မယ်ပေါ့နော်အဲဆိုတော့ကျွန်တော်တို့ရှေ့ရှေ့ကလစ်ကိုကျွန်တော်တို့ပြန်သုံးလို့ရတယ်ဒီနားမှာကလစ်လေးရှိသေးရယ်ပေါ့နော်ဒီနားဒီနားလေးပဲကျွန်တော်တုံလိုက်တော့ဆိုတော့ဒီကလစ်ကိုနောက်ပို့လိုက်မယ်ဒီကောင်ကိုဖြတ်လိုက်မယ်ဒီကောင်လည်းဘယ်လိုတော့အဲโอเคညာကြီး ။ဒါကြောင့်တစ်ခါလောက်ဟပ်ပင်လေးကိုသွားမယ်ဆိုရင်တော့ညနေ3နာရီဝန်းကျင်လောက်ကသွားပြီးတော့နေဝင်စီစာကြည့်ပြီးမှပြန်ဖို့ကျွန်တော်ပြောချင်ပါတယ်။အပ်ပြီးရင်ကျွန်တော်ဒီကောင်လေးနည်းနည်းတော့ဆွဲလိုက်မယ်ပေါ့နော်။အဲ့ဆိုရပြီ။ပြီးရင်ကျွန်တော်ငှက်လေးတွေငှက်လေးတွေဟောဖြစ်နေတာလေးကိုကျွန်တော်ထပ်ပြီးတော့ပြလိုက်အကောင်းမလားပေါ့နော်။အင်းရပြီပေါ့နော်။ငှက်ပင်လေးဆိုတာထိုင်းနိုင်ငံဘန်ကောက်မြို့ကစမုပကန်မှာရှိတာဖြစ်ပါတယ်။အပင်လေရဆိုရင်ညနေပိုင်းကိုသွားမယ်ဆိုတဲ့အခါ၃နာရီဝန်းကျင်လောက်ဆိုရင်တော့ငှက်တွေအများကြီးတွေ့ရမှာဖြစ်ပါတယ်။ အဲအဲ့နေရာမှာကျွန်တော် transition လေးထည့်လေးရရပါတော့ဒီချာလေးအပေါင်းလောက်ခိုင်းနေပြီးတော့ကျွန်တော် transition ထည့်မယ် zoom ပါလေးပေါ့နော်လိုလေးပေါ့ဟုတ်ကဲ့ဒီအများကြီးတွေ့ရမှာဖြစ်ပါတယ်အဲ့အဲ့ဆိုဒီမှာကျွန်တော်အတန်ရရန်တန်တူးနေတယ်နော်ခပ်ပြီးလဲသွားချစ်ပါကောင်းလေနေပလာတန်ချက်လိုက်မယ်အဲ့ကမှာကျွန်တော်ဇူးရင်ဇူးအောင်ထည့်လိုက်မယ်ဒီမှာဒီကောင်အတူထည့်လိုက် အဲလိုလေးပေါ့အဲ့ခါမှဆိုရင်တော့ငှက်တွေကိုစားကြည့်လို့ရတယ်ဖွင့်ချီးလဲပေးစရာမလိုတာဖြစ်တဲ့အတွက်လာရောက်လည်းပဲသူတွေလည်းအရင်များပါတယ်အပြင်လည်းထပ်ပြီးတော့တခုထပ်ထည့်လိုက်မယ်ပေါ့နော်အဲ့ဒီညမှာတော့တချို့ဆိုရင်တပ်ပုံတွေရိုက်ကြတယ်တချို့ဆိုရင်တတော်ကစားကြတယ်အဲ့လိုပဲရန်စီစီကကနဲ့ပြောစရာကောင်းတဲ့နေရာ ဖြစ်ပါတယ်နောက်ပြီးတော့ညနေခင်းရောက်ပြီဆိုတာနဲ့နေဝင်စည်းစာကိုလည်းကြည့်လို့ရပါတယ်ပြည်လဲပြင်ကိုတဆုံးကြီးရတာဖြစ်လို့လှဲတဲ့ကိုနေလုံးကြီးဝင်သွားတဲ့ အင်ကွင်းကအရန်ကိုလှပါတယ်။ဟုတ်ကဲ့အဲ့ဒီကမှလည်းကျွန်တော် transition နဲ့ထည့်လိုက်မယ်ပေါ့နော်။ အကြောင်းတစ်ခါလောက်ငှက်ပင်လေးကိုသွားမယ်ဆိုရင်တော့ညနေ3နာရီဝန်းကျင်လောက်ကသွားပြီးတော့နေဝင်စီစာကြည့်ပြီးမှပြန်ဖို့ကျွန်တော်ပြောချင်ပါတယ်။ဟုတ်ကဲ့ပါ။ဆိုတော့ဒါကကျွန်တော်တို့ video ရိုးထည့်တာဖြစ်ပါတယ်။ video ရိုးဆိုတာထက်အဲကျွန်တော်တို့ကိုအစဉ်ပြေတဲ့ပုံလေးတွေကိုအစဉ်ပြေတဲ့ video လေးတွေလိုက်ပြီးတော့ထည့်တာပါ။အဓိကတော့ကြာကျွန်တော် video footage တွေပဲလိုက်ထည့်နေရဖြစ်တယ်ပေါ့နော်။အဲနောက်တကယ်တမ်းကျတော့အဲမစ်စုလိုကတကယ်ထည့်မယ်ဆိုရင်တော့ဒီဘက်က layer ပိုင်းကနေထည့်မှဖြစ်ရထည့်လေရတယ်ပေါ့နော်။ Okay ဆိုတော့ဒီနားမှာဆိုရင်လည်းကျွန်တော်တခုလောက်ကျွန်တော်ထည့်လိုက်မယ်။အဲဒီနားမှာကျွန်တော်တခုအပေါင်းဒီကောင်လေးနှိမ့်လိုက်မယ်။ အဲဒီကောင်လေးပေါ့နော်ဒီကောင်လေးကိုနှိပ်လိုက်မယ်အဲဗီဒီယိုနဲ့ဖိုတိုနှိပ်ပြီးတော့အဲတစ်ခုခုကျွန်တော်ထည့်လိုက်မယ်ပေါ့တစ်ခုဒီကောင်ကိုထည့်လိုက်မယ်ဒီကဆိုလည်းအတိုင်းပဲပေါ့နော်သူကတော့မျက်နှာပြင်အကျအကျအကျကိုချက်ရမှာဖြစ်တယ်ပေါ့နော်အဲဆိုလည်းအဲကောင်လေးကကျွန်တော်အတန်နေလေကျွန်တော်ရှော့ပြန်တယ်အဲဆိုလည်းကျွန်တော်ဒီကောင်ကိုဖြတ်ညင်းကပ်လို့လိုက်မယ်အပ်ပင်လျာဆိုရင်ညနေပိုင်းကိုသွားမယ်ဆိုတဲ့အခါ 3နိုင်ဝင်ကျင်လောက်ဆိုရင်တော့ငှက်တွေအများကြီးတွေ့ရမှာဖြစ်ပါတယ်ဒါကကျွန်တော်အပွားရထက်ထက်ပြီးတော့ထည့်သွားလို့လည်းရတယ်ပေါ့နော်ဒါကိုအဆင်ပြေလို့ထည့်ပါဒါလေးပဲပေါ့နော်ဒါကကျွန်တော်ဗီဒီယိုလို့လုပ်တယ်ဒါဗီဒီယိုလို့ပြီးတော့ကျွန်တော်စပြီးတော့ကျွန်တော်တို့အတန်ထည့်မယ်ပြီးအိတ်ဆိုးထုတ်မယ်ပေါ့နော်ဒါပါပဲနောက်တစ်ဗီဒီယိုမှပြန်တွေ့ပါမယ်တကယ်လို့ဗီဒီယိုအက်ဒီတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော် service လိုချင်တာပဲဖြစ်ဖြစ်သင်တန်းတက်ချင်တာပဲဖြစ်ဖြစ်ကျွန်တော်စီမှာရှိပါတယ် editing service လိုချင်နေဆိုရင်တော့ the data ဆိုတဲ့ Facebook page မှာလာပြီးအက်လို့ရပါတယ်သင်တန်းနေတက်ချင်နေဆိုရင်တော့ ITK online class ဆိုတဲ့ Facebook page မှာလာပြီးတက်လို့ရပါတယ်နောက်နေရတော့ကျွန်တော်တို့ Telegram ကနေကျွန်တော်တင်ပြတာဖြစ်ပါတယ် Telegram မှာကျွန်တော်တို့ဒီလိုမျိုး group လေးတွေဖွဲ့ပြထားတာဖြစ်ပါတယ်။အစဲလိုက်လေးလို့ပေးထားပါတယ်။တခုဝင်လိုက်မယ်ဆိုရင်သင်ခန်းစာ video file နေနဲ့ကျွန်တော်လေ့လာရမှာဖြစ်ပါတယ်။ဆိုတော့လေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ ITK online class ဆိုတဲ့ Facebook page မှာလာပြီးတက်လို့ရပါတယ်။နောက်တဲ့ video မှာထပ်တွေ့ပါမယ်။ Bye bye